shroud အကြောင်းကိုတော့ကျွန်တော် trade to ပြောပြနေစမ်းမလို့ထင်ပါတယ်။ကမ္ဘာအကြမ်းဆုံး FPS player တယောက်ဖြစ်ခဲ့သလိုလက်ရှိအချိန်မှာလည်းအောင်မြင်နေသေးတဲ့ streamer တယောက်ပေါ့။2019တုန်းကကျွန်တော်ရဲ့ Facebook page ကြီးကလည်းသူ့ကြောင့်စတင် အောင်မြင်လာခဲ့တာဖြစ်တဲ့အတွက်သူကကျွန်တော်အတွက်တော့ကျေးဇူးရှင်တယောက်လို့တော့ပြောနိုင်ပါတယ်။ဒါပေမဲ့ဝမ်းလဲစွာနဲ့ဒီနေ့ဗီဒီယိုအကြောင်းကတော့သူနဲ့ပတ်သက်တဲ့ game ကြီးကပိတ်သိမ်းတော့မယ့်အကြောင်းမှဖြစ်ပါတယ်။ Spectre device ဆိုတဲ့ game အကြောင်းကို Shroud ကိုအမြဲတမ်းကြည့်ပြီးတော့အားပေးနေကြတဲ့သူတွေဆိုရင်တော့ သိရင်သိပါလိမ့်မယ် Valorant နဲ့ Counter Strike တို့လိုတသင်းရှင်တက်ရတဲ့ဂိမ်းကြီးပေါ့သူရထူးခြားတဲ့အချက်ကပါလဲဆိုတော့ကိုက round တစ်ရောင်းမှာနှစ်ကိုခွဲပြီးတော့ဆော့လို့ရတာပါပြောရမယ်ဆိုရင်တစ်ရောင်းမှာအသက်နှစ်ခုပါတယ်လို့ပေါ့ပြီးတော့အချိန်မရွေးကိုကြိုက်တဲ့ body ကိုပြောင်းပြီးတော့ control လို့ရတာပေါ့ gameplay ကသူ့ဟာနဲ့သူ unique ဖြစ်ပြီးတော့ graphic ကလည်း performance ပိုဆောင်းအောင်မဟုတ်ဘဲနဲ့ art style ကိုအသားပေးထားတဲ့အတွက် Valorant လိုပဲ competitive ဆော့လို့ကောင်းတဲ့ game တစ်ခုလို့ပြောရင်လည်းမမှားပါဘူးပြီးတော့ဒီ game ရဲ့ marketing မှာအဓိက stock ကလည်းပါနေကြပါပဲ stock ကိုယ်တိုင်ကလည်း world launching a new game ဆိုတဲ့ video နဲ့2024ခုနှစ်ဩဂုတ်လဆက်မှာတော့ကကြေညာခဲ့တယ်ပေါ့နော် stock လို CS:GO Cloud9 ခင်မာတဲ့ကကျန်းခဲ့ပြီးတော့ PUBG skill ကြောင့်တကမ္ဘာလုံးကလည်းတည်သွားလာအောင်ကိုအောင်မြင်ခဲ့တဲ့ veteran FPS player ကြီးတယောက်ကကြေညာခဲ့တာဖြစ်တဲ့အတွက် Spectre Device က hype နဲ့နဲ့ရသွားခဲ့တယ်လို့လည်းပြောနေ င်ပြီးတော့ထွက်လာခဲ့တဲ့စက်တင်ဘာလ1ရက်နေ့2024ခုနှစ်မှာတော့ပလေယာ26000ကျော်ရှိခဲ့တာအထိုက်လျောက်အောင်မြင်ခဲ့ရလို့ပြောနိုင်ပါတယ်။ Concord ထပ်တော့43000ကျော်တာခဲ့တာပေါ့။ ဒါပေမဲ့ player base ကစတိုက်ကြဆင်းလာခဲ့ပြီးတော့ game ကိုထုတ်ခဲ့ပြီး6လပဲကြာသေးတဲ့မတ်လ23ရက်နေ့2025ခုနှစ်မှာတော့ Spectre Divide ရဲ့ developer တွေကစာအရှင်ကြီးတစ်ခုရေးခဲ့ပါတယ်။အဓိကချက်ကတော့ season 1စထွက်ခဲ့တဲ့အချိန်တုန်းကကစားသူအရေအတွက်၄သိန်းကျော်လောက်ရှိခဲ့ပြီးတော့ platform အားလုံးပေါင်းလိုက်ရင် တစ်ချိန်တည်းကစားသူတွေ၁000ကျော်လောက်ရှိခဲ့ပါတယ်။ဒါပေမဲ့အချိန်ကြာလာတဲ့အမျှ game ကကစားသူဦးရေတွေနှဲသွားခဲ့ပြီးတော့ game ကရတဲ့ဝင်ငွေကကျွန်တော်တို့ company နဲ့ Spectre Divide game အတွက်နေ့စဉ်အသုံးစရိတ်တော့မတော့ခဲ့တော့ပါဘူး။ဆိုပြီးတော့ပြောသွားခဲ့ပါတယ်။ season 1ကနေစပြီးတော့ ိန်းထဲက item တွေအတွက်ပတ်စံသုံးခဲ့တဲ့သူတွေကိုလည်းပြန်အမ်းသွားမယ်ပေါ့ Spectre Device လို့ Live Service Game တွေရဲ့အဓိကအသက်ဆိုတာ player အရွတ်ဖြစ်တဲ့အတွက်အ ုလို Steam ပေါ်မှာကစားသူရာငနမ်းမဲ့ရှိတော့တဲ့အတွက်ဘယ်အဆင်ပြေပါမလဲပြီးတော့ဂိမ်းကိုထုတ်ဖို့အတွက်ဒေါ်လာ360ကျော်လောက်တောင်ကုန်ခဲ့လို့လည်းသိရပါတယ် Concord ထပ်တော်အများကြီးတာပါလေဂိမ်းကဘာဖြစ်လို့ဖေးသွားကြတာလဲလို့မေးလိုက်ရင်တော့ကျွန်တော်အရင်တုန်းကပြောခဲ့သလိုပဲသူနဲ့ရှင်ပြိုင်တဲ့ဂိမ်းတွေအများများနေလို့ပါတမန်အလုတ်ရှိတာဖြစ်ဖြစ်ကြောင်းတက်နေရတဲ့ဂိမ်းမှာတယောက်အနေနဲ့ Live Service ဂိမ်းတွေတိုင်းကို Live ဆော့ဖို့ဆိုတာမဖြစ်နိုင်ပါဘူး Valorant Counter Strike Call of Duty Apex Legends Overwatch 2 Marvel Rivals Fortnite အစရှိတဲ့တော်တော်ကိုအောင်မြင်ပြီးသား player တွေအများကြီးရှိပြီးသား game တွေကိုရွေးမလား Spectre Device right လို့စောသူသိမရှိတော့တဲ့ဂိမ်းကိုရွေးမလာလို့မေးလိုက်ရင်အဖြေကတော့အသိသာကြီးပါနောက်ထပ် fail သွားရတဲ့အချက်ကတော့ s t r o k ပါဝင်ပြီးတော့ထုတ်ခဲ့တဲ့ gain ဆိုပေမဲ့ s t r o k က developer မဟုတ်တဲ့အတွက်အကြံပေးတာနဲ့ marketing ဆင်းပေးတာလို့သာပြောနိုင်ပါတယ်။ s t r o k ရဲ့ gain လို့လူတွေကပြောကြတာကလည်း gain ကိုထုတ်ခဲ့တဲ့ Mountain Drop Studios ကလူတိုင်းကကြိုက်ကြကြရတာမဟုတ်ဘူးပေါ့နော်။ဒါပေမဲ့ s t r o k ဆော့ပြနေတုန်းကတော့ gain က player တွေရှိခဲ့ပေမဲ့သူလုံးဝစမကစားတော့တဲ့အခါမှာအခုလို fail သွားခဲ့တာပဲဖြစ်ပါတယ်။ s t r o k ပါဝင်ပူးပေါင်းပြီးတော့လုပ်နေတဲ့နောက်ထပ် gain တစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ Project Astro လို့သာသိရသေးတဲ့ Open World Survival Shooter game ကိုပဲဖြစ်ပါတယ်။အဲ့ game ထုတ်ဖို့ကတော့လည်းကြောက်အောင်မထင်ပါနဲ့။ Project Astrid ကိုထုံးမဲ့ developer Splash Damage ကတော့ mobile game တွေအားလုံးတိလောက်တဲ့ Star Wars Hunters အပြင် game လောကရဲ့နာမည်ကြီးဂိမ်းတွေဖြစ်တဲ့ Gears of War 5, Halo Master Chief Collection နဲ့ Batman Arkham Origins တို့ကိုလည်းထုတ်ခဲ့တဲ့ company ဖြစ်လို့ပါ။ Spectre Device လိုပဲဖေးသွားမှလား။အောင်ရင်သွားမှလားဆိုတော့စောင့်ကြည့်ကြတာပေါ့။အားလုံးအဆုံးကြည့်ကြောက်ကြည့်စွာအစဉ်ပြေဗီဒီယိုလေးကို like လုပ်ပြီးတော့ကြပါအောင်ပြီးတော့ဒါမျိုး content လိုချက်တဲ့ဆိုရင်လည်း subscribe လုပ်သွားနိုင်ပါတယ်နောက်ဗီဒီယိုတွေမှာတွေ့ကြပါမယ်